လက်ရှိအမေရိကန်အစိုးရပိတ်သိမ်းခြင်းနဲ့အကျိုးဆက်များအခွန်လက်ရှိမှာဆိုရင်အမေရိကန်နိုင်ငံမှာ government shutdown လို့ခေါ်တဲ့အစိုးရပိတ်သိမ်းခြင်းဖြစ်ဖြစ်ပေါ်နေခဲ့ပါတယ်။အစိုးရအလုပ်တွေရုံးအလုပ်တွေကိုပိတ်သိမ်းစေပြီးနိုင်ငံဝန်ထမ်းတွေအတွက်လည်းလစာမရရှိစေပါဘူး။အခွန်လက်ရှိအစိုးရပိတ်သိမ်းခြင်းဖြစ်ရတဲ့အကြောင်းရင်းကတော့နိုင်ငံတော်ဘတ်ဂျက်ကိုခွဲဝေရမှာ Republican တွေကသာမဲထက်ပြီး Democratic တွေကတော့မဲရည်အတွက်မပြည့်မီတဲ့အတွက်ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့စွာကလည်းမကြသေးရင်ကမှသမရဘက်ကနေရေဆွဲတင်ပြထားတဲ့ဥပဒေအသစ်နဲ့ပတ်သက်ပြီးနှစ်ဖက်ပါတီဘက်ကညှိနှိုင်းလို့မရလို့ပဲဖြစ်ပါတယ်။အဲဒီဥပဒေအသစ်သာအသက်ဝင်သွားမယ်ဆိုရင်အမေရိကန်မှာနေထိုင်တဲ့တာမန်ပြည်သူတွေမှာစစ်မှားရေးဝန်ဆောင်မှုတွေဆုံးရှုံးလိုက်ရမှာပဲဖြစ်ပါတယ်။လက်ရှိမှာဆိုရင်အမေရိကန်ရဲ့လွှတ်တော်နေရာအများစုမှာ Republican တွေကနေရာယူထားပြီးမညီမမျှဖြစ်နေတဲ့အခြေအနေမို့လို့ Democratic တွေဘက်ကလည်းစန့်ကျင်နေကြတဲ့သဘောပါရှင်။အခုလိုအစိုးရပိတ်သိမ်းမှုဖြစ်စဉ်ကလည်း Democratic တွေရဲ့စန့်ကျင်မှုတစ်စိတ်တစ်ပိုင်းနဲ့ကပဲဖြစ်တာကြောင့်ဒီဖြစ်ရကကောင်းတယ်လို့ လည်းဆိုလိုနိုင်သလိုဆိုရဲလို့လည်းပြောလို့ရပါတယ်။ကောင်းတယ်ဆိုတာကတော့ပြည်သူအခွင့်အရေးအတွက်ဒီမိုကရက်တစ်တွေကဆန့်ကျင်ပေးနေတာဖြစ်ပြီးဆိုရဲဆိုတာကတော့ဒီဖြစ်အကြောင်းအစိုးရဝန်ထမ်းတွေလာစားမရတော့ဘဲအချိန်တိုင်းတာတစ်ခုထိကြာလာရင်ရှိပီးသောဝန်ထမ်းတွေတောင်နေရာဖြုတ်ခံလိုက်ရမှာပဲဖြစ်ပါတယ်။ပုံမှန်ဆိုရင် government shutdown ကအများဆုံး2လထက်ပိုလို့မရှိပါဘူးရှင်။ဒါပေမဲ့ဒီတစ်ခါမှာတော့ဆွေးနွေးညှိနှိုင်းမှုတွေပြန်လုပ်ဖို့ Republican တွေဘက်ကနေရှောင်ပြေးနေတဲ့အတွက်ဘလို့ဆက်ဖြစ်လာမလဲဆိုတာတော့ပြောလို့မရပါဘူး။ဒေကြတာကတော့နိုင်ငံတော်စီးပွားရေးကြဆင်ပြီးငွေကြေးဖောင်းပွားမှုတွေဖြစ်လာမှာဆို ဆိုတဲ့အတွက်အတုံးနှုံးတွေချော့ချရင်းနဲ့ကဘာဒေါ်လာဈေးတန်ဖိုးကလည်းတရရေကျလာတော့မှာပါပဲလက်ရှိမှာတော့ဒေါ်လာဈေးတန်ဖိုးကကျဆင်းလာနေပြီဖြစ်တဲ့အတွက်အများခံမှန်းထားသလိုဆက်ဖြစ်လာမလားဆိုတာကတော့စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်ပရိသတ်တို့ရောဘလို့ထင်မြင်ကြလဲရှင်ဂျန်ပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ